တင်ကမှာဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့ဇူလိုင်လနဲ့ဩဂုတ်လကုန်မိုးလေကာလအကုန်ထိဖြစ်နိုင်တဲ့ရာသီဥတုအခြေအနေကြိုတင်ခန့်မှန်းချက်ကိုဖော်ပြပေးပါမယ်။မိုးလေဝသတုတေသအွန်လိုင်းကတော့ဒီနေ့ဇူလိုင်လ၁ရက်နေ့ညနေ3:30မိနစ်30အချိန်မှာကုလိုထုတ်ပြန်လာတာဖြစ်ပါတယ်။ Equator အနီးကိုကပ်လို့ဖြစ်ပေါ်နေတဲ့တောင်ကမာချမ်းကလက်ရရှိလေပတ်ရရှိတဲ့လေဝေလိုင်းနဲ့ ပစိဖိတ်အနောက်မြောက်ပိုင်းဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်နဲ့အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းအာရေဗျပင်လယ်ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့လက်ဝဲရက်လက်ပဲရက်ရှိတဲ့လေဝေလိုင်းတွေကအနောက်တောင်မုတ်တုံလေစီးကြောင်းကိုပုံမအားကောင်းစေရရှိကြောင်းတွေ့ရပါတယ်။ဒီအချိန်ဒီမှာတော့2025ခုနှစ်မိုးကာလကနေစတင်ဖြစ်ပေါ်ခဲ့ပြီးတော့မိုးလေကာလအကုန်ဩဂလလကုန်ပိုင်းအထိဆက်လက်ဖြစ်ပေါ်နေနိုင်တဲ့ကြောင်းဘင်္ဂလားပင်လယ်မြောက်ပိုင်းမှာလေဝေလိုင်းလေဗီအာနေရှင်ဝန်ဖြစ်ပေါ်ပေမဲ့မုန်တိုင်းကြီးတွေဖြစ်ပေါ်နိုင်ခြင်းမရှိကြောင်းတွေ့ရပါတယ်။ မြန်မာနိုင်ငံအထက်ပိုင်းကချင်ပြည်နယ်နဲ့စကိုင်းတိုင်းအထက်ပိုင်းတွေမှာတော့မိုးများပြီးတော့အလဲပိုင်းမိုးနဲ့ရေရှားရေဝန်ဒေသတွေမှာတော့မိုးနဲ့နေက AR မြင့်ရင်ကြီးနိုင်မဲ့အခြေအနေကိုလည်းရောကြစေရေကြီးနိုင်တဲ့အခြေအနေကိုလည်းရောပါစေပါတယ်မိုးလေကာလာအတွင်း22နှစ်တိုင်းပုံမှန်မြင့်ရေတက်လာတာကတော့ဖြစ်မြဲပါပဲ။အလဲပိုင်းမိုးမကောင်းတာကြောင့်ရဲ့ ERI တိုင်းနဲ့ရန်ကုန်တိုင်းမှာလည်းပဲမိုးပုံမှန်သာရွာနေတာကြောင့်ရဲ့အောက်ရေမတောင်းတဲ့အတွက်မြင့်ရေကြီးနိုင်ခြင်းရောနေသွားတာက အနီညိုမဟုတ်လာနီညာမဟုတ်အစွမ်းရောင်ရာသီဥတုဖြစ်စဉ်မရှိပုံမှန်ရာသီဥတုဖြစ်နေတယ်နှစ်မလို့ပါပဲလို့ဆိုပါရယ်မိုးလေကာလအတွင်းမှာမိုးနှောင်းကာလအထိမိုးရာသီကသူ့အလုပ်သူလုပ်နေတာပါမိုးဆက်ရွာတာရှိနေဦးမှာပဲလို့ဆိုပါရယ်မိုးနှောင်းကာလတောင်တရုတ်ပင်လယ်ဘက်ကဝင်လာနိုင်တဲ့မိုးနှိုင်းအကျွင့်အကြံတွေမရှိရင်တော့ဒီနေ့2025ခုနှစ်နှစ်ကုန်တဲ့အထိကပုံမှန်ရာသီဥတုအခြေအနေသာဖြစ်နိုင်မယ်လို့ကောက်ချက်ချလာခဲ့တာဖြစ်ပါရယ် ဆက်လက်ပြီးတော့လည်းဇူလိုင်လ၁ရက်နေ့နေ့လယ်တနာရီခွဲကနေဇူလိုင်လ၃ရက်နေ့နေ့လယ်တနာရီခွဲထိမိုးရွာနိုင်မိုးများနိုင်မိုးရေရရှိနိုင်တဲ့အခြေအနေကိုဖော်ပြပေးပါမယ်။မော်လီဝဒသူတေတီအွန်လိုင်းကတော့ဇူလိုင်လ10ရက်နေ့နေ့လယ်2နာရီချိန်မှာ icon model update အရာကိုလို့ဖော်ပြခဲ့ပါတယ်။နေပြီးတော့ရခိုင်ပြည်နယ်မွန်ပြည်နယ်ကရင်ပြည်နယ်ကယားပြည်နယ် ARD တိုင်းပဲခူးတိုင်းရန်ကုန်တိုင်းရှမ်းပြည်မြောက်ပိုင်းနဲ့အရှေ့ပိုင်းချင်းပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်မှာတော့မိုးသည်တဲ့24နာရီအတွင်းမွေးကြိမ်1.2လက်မထက်1.5လက်မအောင်စကိုင်းတိုင်းအောက်ပိုင်းမန်လေးတိုင်းပဲခူးတိုင်းရှမ်းပြည်နယ်တောင်ပိုင်း3နာရီတိုင်းမှာတော့မိုးနေ့ငယ်ကနေအသည့်အတဲ24နာရီမွေးကြိမ်1.2လက်မအောင်စကိုင်းတိုင်းအထက်ပိုင်းချင်းရွှေမြစ်ပြာချင်းရွှေမြစ်အထက်ပိုင်းနဲ့နှာခေါကိုပိုင်းအုတ်ချုပ်ကွင်းရဒေသတွေမှာမိုးများနိုင်ပြီးတော့24နာရီမွေးကြိမ်ဟာ9လက်မအထက် ဘဝမြစ်ပြားစောင်းတုံတက်မှန်ဧရိယာကတော့ဇူလိုင်လ2ရက်3ရက်4ရက်5ရက်မှာတော့မိုးအသင်းတေ24နာရီမွေးချိန်ဟာတုံညတသမ5လက်မနဲ့အထက်နှိဒနှိဒတမ5လက်မအောင်ရှမ်းပြည်နယ်အရှိပိုင်းတာချလေးမှာတော့ဇူလိုင်လ1ရက်ကနေ14ရက်တွင်မှမိုးရွာသွန်းနိုင်တဲ့အခြေအနေခံမှန်းချက်ကတော့ဇူလိုင်လ2ရက်ကနေ14ရက်ထိမိုးအသင်းတေရွာသွန်းနိုင်က24နာရီအတွင်းရရှိနိုင်တဲ့မိုးရေချိန်တုံညတသမ5လက်မအထက်2လက်မအောင်မိုးရွာသွန်းမယ်လို့လည်းဆိုပါတယ်ရှင် ဆက်လက်ပြီးတော့လေ ARI မြက်အပါဝင်မြင့်ဆက်နှစ်ခုကိုဖြတ်တန်းစီစဉ်ရဒေတာတချို့မှာလက်ရှိရေမှတ်တွေတည်းမြင့်တက်လာနိုင်တယ်လို့အသိပေးတဲ့အကြောင်းဖော်ပြပေးပါမယ်။ ARI မြက်အပါဝင်မြင့်ဆက်နှစ်ခုတို့ကတော့ရင်းတို့ဖြတ်တန်းစီစဉ်ရဒေတာတချို့မှာလက်ရှိရေမှတ်တွေတည်းမြင့်တက်လာနိုင်တယ်လို့မိုးလုသားနဲ့ဇလားဗီဒါညွှန်ကြားမှုဦးစီးဌာနကဇွန်လ30ရက်ကအသိပေးလာပါတယ်။မိုးစရာရဲ့ထုတ်ပြန်ချက်အရ ARI မြက်ရမြင်းကြီးနားမြို့ပမော်မြို့ရွှေကုံမြို့မှာတော့9ဘေးကနေ9ဘေးခန့်လေး၎င်းကတာတပိတ်ချင်းမတလေးစကိုင်းမြင်းမှုပကုတ်ကူညောင်ဦးချောင်းမြင်းမှုမကွေအောင်လံပြည်စိတ်တာဟင်းဒရာနယ်ဆလုံးမှာတော့6ဘေးကနေ6ဘေးကန့် လက်ရှိရမတ်ဒီတန်မြင့်တက်လာနိုင်တယ်လို့သိရပါတယ်။ချင်းနှမြင့်ကလည်းပဲခန်းနှမျိုးနဲ့ဟုံးလင်းမျိုးမှာတော့ငါးဘီကနေရှစ်ဘီကနေဆက်လက်လက်ရှိရမတ်ဒီတန်မြင့်တက်လာနိုင်ပြီးတော့ဖောင်းပြေမော်လိုက်ကလေးဝါမင်းကင်ကတိနဲ့မုံရမျိုးမှာတော့နှစ်ဘီကနေငါးဘီကလက်ရှိရမတ်ဒီအောင်ကြာဆင်းလာနိုင်တယ်လို့လည်းသိရပါတယ်။ဒါအပြင်မြင့်တာမြင့်ကတော့ကလေးမျိုးမှာနှစ်ဘီကဒေါထရီမြင့်ကတော့သေဘောမျိုးမှာနှစ်ဘီကရွှေစာရံနဲ့မြင့်ငယ်မျိုးမှာတော့နှစ်ဘီကနေသုံးဘီက စစ်တောင်းမြေဟာတောင်ကုန်းနဲ့မရောက်မှာတပေခွဲကနေနှစ်ပေကရှင်ချင်းမြေဟာရှင်ချင်းမြို့မှာတပေခွဲကပဲခုံးမြေဟာဆောင်းတို့မြို့နဲ့ပဲခုံးမှာနှစ်ပေကနေသုံးပေကတန်လင်းမြေကတော့ဖန်မြို့မှာနှစ်ပေကတောင်းရင်မြေဟာမြောင်းရီမြို့မှာသုံးပေခွဲက ။မုံမြင့်ကတော့အတိုင်းကြောင်မှ၄ပေကန်၊တာပေါင်းနဲ့ပသိမ်မှာတော့တပေခွဲကန်စီ၊တိုးမြင့်ကတော့မအူဝင်မှာ၂ပေကန်နဲ့ဘီလင်းမြင့်ကတော့ဘီလင်းမှာ၂ပေကန်လက်ရှိအမတ်တွေကမြင့်တက်လာနိုင်တယ်လို့ထုတ်ပြန်ထားတာဖြစ်ပါတယ်။ဒါအပြင်ဇူလိုင်လပထမဆယ်ရက်ပတ်တွင်ဘင်္ဂလားပင်လယ်ော်မှာလေပြင်းအားနဲ့ရောင်းတဲ့ကြိမ်ဖြစ်ပေါ်နိုင်ပြီးတော့အနောက်တောင်မုတ်တုံလေးကတော့ကပ်လီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ော်တို့မှာအားတင်းတင်းကနေအားကောင်းနိုင်တယ်လို့လည်းမိုးစရကအသိပေးပါတယ်။ဒါကြောင့်မလို့ပဲမိုးရွာသွန်းတဲ့အချိန်တွေဖြစ်နေနေပြီးတော့မန္တလေးပဲခူးတိုင်းနောက်ပိုင်း မကွေးတိုင်း sky တိုင်းအောင်ပိုင်းကြားပြည်နယ်ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မှာတော့ရွာသွန်းမြက်ထပ်ပေါ်နိုင်ပြီးတော့တရင်းနိုင်တိုင်းတရင်းနိုင်တိုင်းမှာတော့ရွာသွန်းမြက်အောင်ယွန်းနေနိုင်ကရန်ကုန်ပဲခူးတိုင်းအရှိတန် sky တိုင်းအထပ်ပိုင်း ERD ကချင်းကရင်မွန်နဲ့ရခိုင်မှာတော့ရွာသွန်းမြက်ကမိုးထစ်ချုံရွာနိုင်တယ်လို့လည်းသိရပါတယ်။ဒါအတူပဲနေပြည်တော်ရန်ကုန်ပဲခူး sky တိုင်းအထပ်ပိုင်း ERD တရင်းနိုင်ကချင်း ကရင်ချင်းမွန်ရခိုင်နဲ့ရှမ်းမှာတော့ရှရက်ကနေစရက်ကနဲ့နရက်လီမကွေစကိုင်းတိုင်းအောက်ပိုင်းနဲ့ကယားပြည်နယ်မှာတော့၅ရက်ကနေ9ရက်ကမိုးထစ်ချုံရွာနိုင်တယ်လို့လည်းမိုးစလာကထုတ်ပြန်ထားတာဖြစ်ပါရဲ့ရှင်။ ဆက်လက်ပြီးတော့လည်း24နှစ်အတွင်းမိုးရွာသွန်းနိုင်တဲ့နေရာတွေခံမှန်းချက်ကိုဖော်ပြပေးပါမယ်။လေကြောင်းမှုလို့သာဥပဒေပြောင်းကတော့တရက်9လ2025ရက်နေ့မနက်9:59မိနစ်ချိန်မှာကိုလို့ထုတ်ပြန်ခဲ့ပါတယ်။ရခိုင်ပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊မွန်ပြည်နယ်၊ကရင်ပြည်နယ်၊သတင်းနိုင်တိုင်းဒေသကြီး၊ရောင်းတိုင်းဒေသကြီး၊ဧရာဝတီဒေသကြီး၊ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့နေပြည်တော်မှာတော့နေရာနှံ့ပြမိုးရွာသွန်းပါမယ်။ကချင်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းမှာတော့ နေရာကွက်ပြီးမူကြည့်ပါမယ်။ချင်းပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့မကွေးတိုင်းဒေသကြီးအောက်ပိုင်းမှာတော့နေရာဆိတ်ဆင်မှုရသွားပါမယ်။ကယားပြည်နယ်ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းမှာတော့နေရာကျကျမှုရသွားပါမယ်။ကြက်တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာတိမ်သေးတဲ့ဖြစ်ထွန်းပြီးတော့နေရာကွက်ချမှုရသွားပါမယ်ရှင်။ ဆက်လက်ပြီးတော့လည်း2025ခုနှစ်ဇူလိုင်လ1ရက်နေ့မနက်3နာရီကနေည7နာရီတွင်မိုးများနေထိုင်မဲ့ဒေသခံမှန်းချက်ကိုဖော်ပြပေးပါမယ်။ကချင်ပြည်နယ်ပန်နန်းတင်နောင်မွန်ပူတာကိုမချန်ပေါ်စွန်ပရာပွန်ဆော့လို့မြစည်းနောင်ဝိုင်းမော်တော်ဖုံးရမန်စီပမော်မိုးမောက်လွယ်ကျဲနမ်တီမိုးကောင်ကာမိုင်းရှိဖို့ရတဲ့တနိုင်းတို့ဖြစ်ပါတယ်။ ။ပင်အားပြင်းနယ်မှာတော့မြို့အလုံးဖြစ်ပြီးတော့ကရင်ပြည်နယ်မှာတော့လက်တူဘောကလေးတန်တောင်တန်တောင်ချင်းပြင်းနောင်မြို့ဖာပုံကမောင်မောင်ရှမ်းရွာတဲ့လှိုင်းပွဲပိုင်ကြုံဖန်းကြုံတိုးကော့ကလေးကြိုင်းစင်ကြီးစုကလေးကြိုက်တော်ဖရားသုံးစုဖြစ်ပါတယ်။ချင်းပြည်နယ်မှာတော့မြို့နယ်အလုံးဖြစ်ပြီးတော့မွန်ပြည်နယ်မှာတော့တင်စီရဲ့ကြိုက်တူကြိုက်တီယူတောင်ပြီးရင်တထုံပေါင်းမော်လမြိုင်ချောင်းစုံဖြစ်ပါတယ်။ရှမ်းပြည်နယ်မှာတော့မြို့အလုံးစကိုင်းတိုင်းမှာတော့ ပန်ဆောင်နန်းယုံခန်းတွေထမှန်တဲ့ကလေးကလေးဝမိခဲ့ဖြစ်ပါတယ်။မန္တလေးမှာတော့မိုးကုတ်ပြုံးလို့မြေတောင်ဝန်းတွင်သဲတော်မိထီလာသာစီပြညောင်ပျော်ဝဲရမဲသိမ့်ဖြစ်ပြီးတော့မကွေးတိုင်းမှာတော့စုံကြောက်ထုတ်ထင်းတင်းကံကောမဲဖို့ဘူးရွာစစ်တုံးတရာမကွေးမင်းလာရင်းနဲ့ကြောင့်မြို့တဲ့နတ်မောက်တောင်လေးကြီးစင်ပါဝဲတည့်ရမင်းတော်အောင်လံကြောက်ပောင်းရွှေပန်းတော်အောက်ကံမှာဖြစ်ပါတယ်။နေပြီးတော့ပဲခူးတိုင်းရန်ကုန်တိုင်းမှာတော့မြို့အလုံးဖြစ်ပြီးတော့ရတိုင်းမှာတော့ကြံကင်းညောင်ကနောင်ထူကြီးအင်္ဂဘူလေးမျက်နှာဟင်္ထရာဇလုံးကျုံပြောရေးကြီးចောင်းကို အတော့အထောင်ပသိန်ကန်ကြီးတော်ငပ်ဖို့တော့တာပေါင်းမအိုပင်ပတ်တတော်ညောင်းတော်တနုပြူမြောင်းများအိမ်မဲဝါခဲမှာဖြာပုံပိုကလေးကြိုက်လက်ဒေးဒီရဲ့မော်လမြိုင်ကျောင်းချောင်းတောင်ငွေဆောင်ရွှေတောင်ရဖြစ်ပါတယ်။တင်းနိုင်တိုင်းမှာတော့တဝဲလောင်းလုံးတရချောင်းပလောပလောက်ကျွန်းစုဘိတ်တင်းနိုင်ပြည်ကြီးမှန်နိုင်ပုံပြင်ကရသူရိခမောက်ကြီးကိုတောင်ဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးတော့ဇလန်လတရနေ့အတွက်မလို့တာခံမှန်းချက်ကိုဖော်ပြပေးပါမယ်။ ဘင်္ဂလားပြည်နယ်အခြေအနေကကပ်ပြည်ပြည်နယ်ပြည်နယ်ဘင်္ဂလားပြည်နယ်မှာတိမ်သင်းတွေကနေတင်ယူတက်ပြီးတော့နောက်တောင်ဘုတ်တို့လေးကတော့အားကောင်းရကနေအားလုံးကောင်းပါတယ်။ပြည်နယ်ပြင်ခြေနေကတော့မကန်ရက်တရှောင်းနဲ့ကမ်းတော်ပင်လယ်ပြင်မှာတစ်ခါတည်းရမိုးသက်လေပြင်ကြရောက်ပြီးလှမ်းကြည့်ပါမယ်။မော်တယ်လေပြင်ကြောက်စင်မှာတော့ရေပြင်းမြေပြင်းလေးပြင်းဟာအနောက်နောက်တောင်ဘက်ကနေတနအီကိုမိုင်30ကနေ35မိုင်ထိတိုက်ခတ်ပါမယ်။မိုးချင်တွေကတော့နေပြည်တော်စကိုင်းတိုင်းထပ်ပိုင်းမန္တလေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအရာ ဲနိုင်တိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ဂရင်းပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာနေရာဆက်စစ်ကနေနေရာအနှံ့အပြားမိုးထစ်ကြုံရွာသွန်းပြီးတော့စကိုင်းတိုင်းအောက်ပိုင်းနဲ့မကွေးတိုင်းမှာတော့နေရာချက်ချင်းမိုးထစ်ကြုံရွာသွန်းပါမယ်။တရင်းနိုင်တိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာတော့နေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်ရှင်။ဆက်လက်ပြီးတော့လဲပိုင်ကွန်ရဲ့မြင်လာဆောင်မှာထည့်ခဲ့တဲ့လက်ဖွဲ့စာရေးလေးကပါလွှာနေတာကြောင့်ဝေဖန်ခံရတဲ့လုပ်ငန်းရှင်တတိမကြီးနန်းဆွေရီဆိုကြောင့်ဖော်ပြပေးပါမယ်။ ီးခဲ့တဲ့ရက်ပိုင်းတော့ကမင်္ဂလာပွဲကြီးကိုကြီးကြီးကျယ်ကျယ်ခန့်ခန့်နာနာပြုလုပ်ကျပခဲ့တာကတော့နိုင်ငံကျော်မင်းသားပိုင်ရကုန်နဲ့ဇနီးလောင်လင်းမြဖို့လို့ဆောင်ရွက်လို့ဖြစ်ပါတယ်။ဒီကြီးကျယ်ခန့်နာတဲ့မင်္ဂလာပွဲမှာလှပကြော်ရှင်းစွာနဲ့တန်ဖိုးကြီးရန်နာတွေကိုစီချေကတက်ရောက်ချင်းမြင်ခဲ့ပေမဲ့လည်းသူမရဲ့မင်္ဂလာလက်ဖွဲ့အဖြစ်ထည့်ဝင်ခဲ့တဲ့စာရင်းလေးကြောင့်ပဲလူများကစွန့်အပြီးတော့ဝေဖန်နေကြတာဖြစ်ပါတယ်။အပြူကြီးမမလို့လူတည်များတဲ့ပြိသက်အခိုင်မှာရရှိထားတဲ့မင်းသမီးကျော်နန်းဆွေတွေဆိုကတော့အောင်မြင်တဲ့အမှုပညာရှင်တယောက်ဖြစ်ခဲ့တာပါ ။ဒါအပြင်အလှပရေရာစီကံကြီးကိုဦးစီးနေတယ်လို့တခြားစီးပွားရေးလုပ်ငန်းတွေညများများစွာကိုလည်းပဲပိုင်ဆိုင်ထားသူလုပ်ငန်းရှင်ဘောစီမမကြီးတယောက်ဆိုရင်လည်းမမပါဘူး။အဆဆရရာပြီးပြည့်စုံတဲ့သူဖြစ်ပေမဲ့လည်းသူမလက်ဖွဲ့ခဲ့တဲ့စာရင်းလေးကတည်တည်တသာပါလွားခဲ့တာကြောင့်ပြည်သက်တွေကသူလုံးသူလုံးနဲ့ထင်ကျင်းပေးနေရဖြစ်ပါတယ်။ ရှေးခေတ်ဆက်ဆံမင်္ဂလာဆောင်ခန်းနာတွေမှာဆိုရင်တော့မင်္ဂလာသူတို့သားနဲ့မင်္ဂလာသူတို့သမီးတွေကတအုံးတိုင်ထူထောင်ကြမှာဖြစ်တဲ့အတွက်အိမ်တိုင်ရဲ့လိုအပ်ချက်တွေကြည့်ပြီးတော့လက်ဖွဲ့ငွေဒါမှမဟုတ်အိမ်သုံးဆောင်ပစ္စည်းစတဲ့လိုအပ်တာတွေကိုတစ်ခုပြီးတစ်ခုစဉ်းစားကြတာထင်ဝင်ရပါတယ်ဒါကလည်းပဲမြန်မာလူမျိုးတွေရဲ့ထုံတမ်းစင်လာဖြစ်တဲ့လို့ရိုးရတခုလိုဖြစ်နေကြတာပါ။နောက်ပိုင်းခေတ်ကာလအခြေအနေတွေတိုးတက်လာတာနဲ့အမျှပဲမြန်မာဦးစနီးမောင်နဲ့အတွက်အိမ်တော်တခုတည်ဆောက်ရမှာလိုအပ်တဲ့ပစ္စည်းတွေကိုသာလက်ဖွဲ့ကြကြပါရစေ ဒီလိုလက်ဖွဲ့ကြတဲ့နေရာမှာအတိုင်းဝိုင်းတောင်းတဲ့နယ်မင်းလာပွဲကိုလာတဲ့အပိတ်သက်တွေကတော့သူတို့ရဲ့အစင်တန်းနဲ့လိုက်ဖက်ပြီးတော့ကားနဲ့လက်ဝဲရဏတွေကိုလက်ဖွဲ့တက်ကြပါတယ်။ဒါကြောင့်လည်းပဲချမ်းသာတဲ့လူကုန်တန်းတွေအနေနဲ့လည်းခန်းထားတဲ့မင်းလာပွဲမှာဆိုရင်သူတို့ရဲ့ကြိုးဝါချမ်းသာမှုအရာသိမ်းပေါင်းများစွာလက်ဖွဲ့ခဲ့တာဖြစ်ပါတယ်။ပိုင်ငွန်ကတော့နိုင်ငံတကာထိပ်ပါနဲ့လည်းကြီးနေတဲ့မင်းသားတက်လက်ဖြစ်တယ်လို့ဇနီးတော်လင်းမြဖို့ကလည်းနိုင်ငံကျော်ထိတ်တန်းခရိုတီတထေကြီးတုံရဲ့သမီးဖြစ်နေတဲ့အပြင်အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးတုံဖြစ်ခဲ့တာပါ။ ပန်ဒီကွန်ရဲ့ဇနီးနောင်လင်းမြဖို့ကတဲ့မင်္ဂလာပွဲကြီးကိုသင်ပေါင်းတောင်းချင်ကုန်ကြခံပြီးကျင်းပခဲ့တာလည်းဖြစ်ပါတယ်။ဒီအတွက်ကြောင့်ပဲထိတ်တန့်ခွန်နေတဲ့အပြင်နာမည်ကြီးအမှုပညာရှင်များစွာကလည်းပဲတက်ရောက်ချင်းမြင့်ပေးခဲ့ကြတာလည်းဖြစ်ပါတယ်။ပန်ဒီကွန်ရဲ့မင်္ဂလာပွဲကိုတော့ထိုင်းနိုင်ငံကမင်္ဂလာအခမ်းအနားပြင်ဆင်စာပေကအစီအစဉ်ပေးခဲ့ပြီးတော့နိုင်ငံသားပြည်ပန်းနေတဲ့အလှဆင်တာပါတယ်။ဒါအပြင်နိုင်ငံကျော်မင်းသားတွေကိုသာသတို့သားအရန်ဖြစ်နေတဲ့ ပါဝင်စေခဲ့တာပါအထူးသဖြင့်တော့သူတို့သားဖြစ်တဲ့ပိုင်ရကွန်ကလည်းရုပ်ရင်ခံရကချောမောနေတယ်လို့သူတို့သမီးနှင်းမြဖူကလည်းပဲအဖြစ်အောင်ထိုင်မသိဝှစ်ဆောင်ပြင်းနေပြမများပြည့်ချင်းပြင်းခေါင်းစားချင်းဆုံးတန်မိုးကြီးတဲ့ဆွေနေကိုတော်ဝစ်စင်ကသူမရဲ့ကုန်းအစင်တန်းကိုဖော်ပြခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လည်းနန်းဆွေတွေဆိုကတော့ဒီလိုကြီးကျယ်ခံရတဲ့မင်းလာပွဲမှာလက်ဖွဲ့တဲ့စာအိတ်ကတော်တော်လေးပါနေတာကြောင့်အမောင်းကနည်းမဲ့ထင်နေဆိုပြီးတော့ပြောပြနေတာပါဒါပေမဲ့လည်းအခုခေတ်ကတော့ငွေထက်လိုက် လက်ဖွဲ့တဲ့အခေတ်ကကုန်သွားပြီဖြစ်တာကြောင့်တန်ဖိုးကြီးကွန်တိုတိုက်ခန်းစာချုပ်လည်းဖြစ်